အားလုံးပဲကျမ်းမာပေးကင်းကြပါသေးဗျာလူဦးသက်စာ channel ကနေပြီးတော့ဒီနောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လို့တင်ဆက်ပေးနေတာပါကျွန်တော်တို့ရဲ့ channel ကိုလက် subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့နိုဝင်ဘာလ18ရက်နေ့ညပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီမချမ်းပေါ်မှာ KIA တိုက်ခိုက်လို့စစ်တပ်အထိနာသွားပါတယ်နောက်ပြီးတော့ TNL ကစစ်ကောင်စီတပ်ကိုမိုးကိုမြို့တဲ့ကိုခေါ်သွင်းလာလို့ချင်းတော်လိုင်းတပ်တွေကအခက်တွေ့နိုင်တယ်လို့ ဆိုနေပါရခင်ဗျာ နောက်ကြောက်ဖြူမှာရှိတဲ့ကြောက်ခလယ်နဲ့လိတ်တရွာဘက်ကိုအချမ်းဖက်လေတက်ကဘုံကျဲတွားပြန်ပါတယ်တာပေါင်းတိုက်ပွဲမှာစစ်တပ်အထိနာနေပါရခင်ဗျာ AOD တိုက်မှာဖရူဆိုနဲ့ဘောလ်ခဲမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ပြီးတော့ဒီတော်လိုင်းရဲ့အားသူတွေထိုးသည့်အချိန်မြင့်လာတယ်လို့ဒီလိလသုံးသက်သူတွေကဆိုကြပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ် ရင်းသွပထမဆုံးသတင်းနေနဲ့ကချင်းပြည်နယ်ကတိုက်ပွဲသတင်းတစ်ခုနဲ့ဆက်ချင်ပါတယ်။ဒီကချင်းပြည်နယ်မချမ်းပေါ်မြို့နယ်စစ်ကောင်စီတပ်စစ်ကြောင်းကိုကချင်လွတ်လိုက်တပ်မတော် KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာမှာစစ်တပ်အထိနာခဲ့တယ်လို့ကချင်စစ်ရေးတရေရင်းမြစ်အချို့ကပြောကြပါတယ်ခင်ဗျာ။ နိုဝင်ဘာ16ရက်ကမချမ်းပေါ်မြို့နယ်မလီခမြင်နားမှာစစ်ကောင်စီတပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ကချင်စီရေးတရင်ရင်းမြစ်တူကအတည်ပြုထားပါတယ်စစ်ကောင်စီတပ်ဟာဘူရာအိုမြို့နယ်တန်ကြာရွာဘက်ကိုပြေးသွားတယ်လို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့တခြားကချင်စီရေးတရင်ရင်းမြစ်တူကလည်းအတည်ပြုပြောဆိုပါတယ် စစ်ကောင်စီတပ်ဟာခေါင်းလံဖူးဘက်ကိုစစ်ကူသွားတာမှအတိုက်ခံရတာလို့ကချင်စီရဲတရင်အရေးမြစ်ကပြောတာပါ KIA ပူပေါင်းတပ်တွေဟာ2025ခုနှစ်အောက်တိုဘာလကစပြီးတော့ခေါင်းလံဖူးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်တဲ့အခါမှာဒီအောက်တိုဘာလအတွင်းမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်စခန်း၄ခုတိုက်ရထတယ်လို့စီရဲတရင်အရေးမြစ်တွေကပြောပါတယ်ခင်ဗျာဒီ KIA နဲ့စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်ဗမော်မြို့နယ်နဲ့ဖားကန်မြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ် ီးတော့ဒီဗမောတိုက်ပွဲဟာ၁၇လကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့လက်ရှိမှာမြို့ပေါ်မှာ KAI နဲ့စစ်ကောင်စီအပြန်အလှန်ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေကတော့ဇက်တိုက်ရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ဖကဒေတာမှာလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးတွေရန်တံပစ်ခတ်တာတွေလုဆောင်နေလို့ KIA ကအသိပေးထားပါဗျ။နိုဝင်ဘာ23ရက်ညနေကလည်းဖကတမကုန်းကနေလက်နက်ကြီးပစ်ခတ်လို့ဒေသခံကလေးငယ်တအူးအပါဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော့နေအိမ်တချို့ပါပျက်စီးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနကဖော်ပြထားပါတယ်ခင်ဗျာဒီနောက်သတင်းတစ်ပုဒ်ကတော့ TNL ကစစ်ကောင်စီတပ်ကိုမိုးကုတ်မြို့တဲ့ခေါ်သွင်းလာပါကဒီတွန်လိုင်းတပ်တွေအခက်တွေ့နိုင်ပါတယ် ဒီတန်မြို့သားလွတ်မြောက်ရေးတပ်မတော် DNL ကစစ်ကောင်စီတပ်ကိုမိုးကုတ်မြို့ထဲခေါ်သွင်းလာမယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကိုအတိအလင်းပြောဆိုထားလို့တော်လိုင်းတပ်တွေကလုံရကန်ရအခက်အခဲရှိနေတဲ့အကြောင်းမိုးကုတ်တပိတ်ကောင်းဆောင်ကအတည်ပြုပြောဆိုပါရယ်ခင်ဗျာဒီနိုဝင်ဘာ15ရက်ကတရုတ်ပြည်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ DNL တို့ရဲ့အစည်းအဝေးအပြီးမှာဒီသတင်းစကားထွက်ပေါ်လာတာဖြစ်ပါတယ်တနင်္လာနေ့ကနိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးတော့မိုးကုတ်မြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက် နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီတပ်ကတခါတည်းမိုးကုတ်မြို့ထဲဝင်ရောက်လာမဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့တော်လိုင်းအားသူတွေအကျိမ့်နဲ့ဆွေးနွေးနေကြတဲ့ဖြစ်ပြီးတော့ဘယ်လိုရှေ့ဆက်မယ်ဆိုတဲ့အဆုံးမချက်တွေကတော့အခုချိန်ထိထွက်မလာသေးပါဘူး။ဒီမိုးကုတ်တပိတ်ခေါင်းဆောင် ကုဆိုးထီးတယောက်ပြောပြတာကတော့ကျွန်တော်တို့အားသူတွေကိုတည်နယ်လေကခေါ်ပြတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့အတိအလင်းပြောတယ်။တော်တော်ခက်ခဲတာပေါ့။ ူကိုယ်တိုင်စစ်ကောင်တီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်တီရောက်ပြီးအခြေချပြီးဆိုမှသူကပြန်ဆုတ်သွားမယ်လို့အဲ့ဒီလိုပြောတာပေါ့သူတို့နဲ့စစ်ကောင်စီကြားမှာတော့ဆက်ဆံရေးယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမယ်ထင်တယ်တခုရှိတာကကျွန်တော်တို့ကလောက်ရကြရအရန်ခက်ခဲသွားတယ် PNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်လည်းမပြတ်ချင်ဘူးဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကမြို့တွင်းမဝင်ရေးဆိုတဲ့ဟာရှိတာဒီလောက်ရကန်ရတော့တော်တော်ကိုခက်တယ်လို့ပြောပါရတယ် ။နောက်ပြီးတော့ဒီတော်လိုင်းအန်သူတွေဘက်ကတော့ကျွန်တော်တို့အများကြီးတိုင်ပင်ကြတုံးပဲဆွနှင်းနေကြတုံးပဲချင်းချိန်နေကြတုံးပဲဒီတစ်ဖက်မှာလည်းမဟာမိတ်မုံမိတ်ကတော့ဘာပဲပြောပြောចောင်းသားတက်မတော်နဲ့ KIA ကကူမယ်ဆိုတော့တစုံတရာအားရှိတယ်ပေါ့ဒီမိုးကုတ်ကူရောစစ်ကောင်စီကပြန်မဝင်လာရေးပေါ့ဘယ်လိုမဟာမိတ်တွေကကူညီကြမလဲပေါ့တို့ဘက်ကတော့ဘာပြင်ဆင်ထားဖို့လိုသလဲစတဲ့ဖြစ်ဒီဘက်ကတော့အကျိမ့်နယ်ကျွန်တော်တို့တိုင်ပင်နေကြပါတယ်လို့ပြောပါတယ်ခင်ဗျာ ဒီအခြေအနေနဲ့ပတ်သက်လို့တင်နယ်လီဘက်ကတော့ဘာမှပြောဆိုတာမကြသေးပါဘူးခင်ဗျာဒီမိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကို2024ခုနှစ်ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကသိမ်းယူခဲ့တာဖြစ်ပြီးတော့အခုတနစ်ကျော်အကြာမှာပြန်လည်လက်လွတ်ရမယ့်အခြေအနေဖြစ်နေတာပါဒီတပိတ်ချင်းခရိုင်မိုးကုံမြို့နဲ့နမြချင်းဆက်ဆက်နေတဲ့တပိတ်ချင်းမရရစင်ကူးနယ်မြေအကုန်လုံးမှာစစ်ကောင်စီကစစ်ရေးအသာစီးပြန်ယူနိုင်ဖို့ကြိုးစားနေပါတယ် မိုးကုံးမြို့ကိုပြန်ဝင်ခင်မှာပတ်ချလဲမြို့နယ်တွေကိုပါဗျူဟာတကြဒီပြန်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီကပြင်ဆင်နေတာဖြစ်ပါတယ်အခုမိုးကုတ်ရောမိုးမိတ်ကိုပါမြောက်ပိုင်းမဟာမိတ်တွေကလက်လွတ်ရရင်တော်လိုင်းရဲ့တစုံလုံးကိုထိခိုက်လာနိုင်တာကြောင့်ပြည်သူ့ကကွယ်ရေးတပ်မတော်မန္တလေးကတော်လန်ရေးအတွက်လူငယ်တပ်သားစစ်တွေထက်မှဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ31ရက်မှာထုတ်ပြန်ပြီးတော့အင်အားတွေဖြည့်တင်းဖို့ကြိုးစားခဲ့ပါတယ်ခင်ဗျာ။နောက်ရခိုင်ဘက်က သတင်းတပုတ်သွားကြပါတယ်စစ်ကောင်စီကကြောက်ဖြူဒေသမှာဘုံထက်ကျဲသွားပြန်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ကြောက်ခလယ်နဲ့လက်တင်ရွာဘက်ကိုအကြမ်းဖက်လေတပ်ကဂျက်ဖိုက်တာနဲ့ဘုံလာကျဲခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီနေ့နိုဝင်ဘာလ18ရက်နေ့မွန်းလွဲ12နာရီကျော်မှာတကြိမ်နေ့လယ်တနာရီမထိုးခင်တကြိမ်ဂျက်ဖိုက်တာနဲ့ပေါင်900ပုံကျဲချခဲ့တာဖြစ်တယ်လို့ကြောက်ဖြူဒေသခံတဦးကပြောဆိုတာဖြစ်ပါတယ်ဒီရွာတွေကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ရွာတွေ ဒီနေ့လေအထီးဆိုရင်နှစ်ကြိမ်ရှိပြီအထီးခိုက်ကိုတော့မသိရသေးဘူးလို့ပြောပြပါတယ်ခင်ဗျာလက်ရှိကြောက်ဖြူမြို့နယ်မင်းပြေနီးရွာတဝိုက်မှာတိုက်ပွဲပြင်းထန်နေပြီးတော့အကျံဖက်စစ်တပ်ဘက်ကအထီးနာကြဆုံများတာကြောင့်ကြီးရီလီသုံးမျိုးစလုံးနဲ့ရကတက်တော်အေကိုတိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်ဒေသက မြို့သားတဦးကနရင်စရာသတင်းဌာနကိုပြောဆိုထားပါတယ် မင်းပြည့်နီနာတဝိုက်မှာတော့တိုက်ပွဲပြင်းလို့မဲ့ဂျက်ပိုက်တာဒရုန်းတွေနဲ့လည်းအသက်ကုန်ပစ်နေတဲ့အထိနာကြဆုံးတာတွေလည်းများနေတယ်လို့ပြောပြပါရယ်ခင်ဗျာပြီးကြတဲ့ရပိုင်းကလည်းမင်းပြည့်ရွာအနီးမှာအေးအေးခဏဆုတ်ခွာသွားထားတဲ့မိုးလေဝသရေဒါစခန်းမှာဝါရဖြန့်ဓာတ်ပုံရိုက်ဖို့အကြံဖက်စစ်သားတွေကတန်းစီစုယုံနေတဲ့အချိန်မှာအေးအေးကဒရုန်းနဲ့တိုက်ခိုက်တာကြောင့်စစ်သား20လောက်သေဆုံးပြီးတော့အရာရသူတွေလည်းများပြားခဲ့တယ်လို့သိရပါရယ်ခင်ဗျာ အကြံဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးအလွန်ကျော်အသုံးပြုပြီးတော့ကြေးရွာတွေကိုတိုက်ခိုက်လာတာကြောင့်မင်းပြင်းကြေးရွာအပါဝင်ချောင်းဝမင်းကုန်တိုင်းချောင်းပြကလပါတိုင်းချောင်းဆိုင်ချောင်းစတဲ့ကြေးရွာတွေကဆစ်ဆောင်နေကြရတယ်လို့သိရပါတယ်။ကြေးရွာတွေရှိတဲ့နေတွေကိုလည်းလက်နက်ကြီးတွေနဲ့ဘုံတွေထိမှန်ပြီးတော့ဒီပြုတ်ပြက်မှုများရှိနေတယ်လို့လည်းကြေးရွာဒေသခံတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာ။ နောက် AOD တိုင်းတာပေါင်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိနာသွားတယ်လို့ဆိုပါတယ်ဒီသတင်းကိုတင်ဆက်ပေးပါမယ် EOD တိုင်းတာပေါင်းမြို့နယ်နဲ့လင်းမြတ်နာမြို့နယ်မှာစစ်တပ်နဲ့အရကတပ်တော် AA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့နိုဝင်ဘာလ16ရက်တိုက်ပွဲမှာလည်းစစ်တပ်ထိခိုက်သေးဆုံးတာတွေများပြားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောကြပါဗျာခင်ဗျာ။ နိုဝင်ဘာ16ရက်နေ့မနေ့ပိုင်းကတာပေါင်းမြို့နယ်တာပေါင်းကလေးရွာနယ်ပတ်ဝန်းကျင်ကတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံးတံရသူတွေများခဲ့တာဖြစ်ပါတယ်။ဒီတရင်ထွက်မှာဆိုလို့လူမှုရေးအဖွဲ့တွေကိုမခေါ်ဘူးသူတို့ဘာသာသူတို့တည်သွားတာဒဏ်ရာရတဲ့သူတွေကိုပသိမ်ကိုပို့မယ်ထင်တယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်သူကပြောပြတာဖြစ်ပါတယ်။ဒီတိုက်ပွဲတွေမှာအသက်ပေးနေရပြီးတော့စိတ်ပြစရာကောင်းတယ်လို့စစ်တပ်အသံဝိုင်းကတုံးတဲ့လူမှုကွန်ရက်ဆမျက်နာတွေမှာလည်းပြောဆိုနေကြပါတယ်။ ဒီတာပေါင်းမြို့နယ်တာပေါင်းကလေးကြေးရွာနယ်လေးမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလေကြီးရွာအနီးဝင်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အရကတက်တော်ကနိုဝင်ဘာလ17ရက်နေ့ညပိုင်းသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူးခင်ဗျာတာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတမ66လက်ခံတိုက်ရင်တွေဖြစ်တဲ့ခမရ၄၅၆ 30ခလရ35ခလရ80နဲ့နောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတရင်တွေဖြစ်တဲ့ခလရ63 281တို့ရှိနေတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်ခင်ဗျာအောက်တိုဘာလ3ရက်နေ့ကနိုဝင်ဘာလ9ရက်နေ့အတွင်းမှာဒီတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချသူလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့လည်းဆိုပါတယ်ခင်ဗျာ လူတို့ຫນွေဦးရဲ့တရင်ရင်းမြစ်တွေရဆိုရင်တော့တာပေါင်းမျိုးနယ်တဲကတိုက်ပွဲတွေမှာစစ်တပ်ကဗိုလ်မှုအဆင့်အရာရှိတချို့အပါအဝင်တပ်ဖွဲ့ဝင်အများပြထိခိုက်ဒေဆုံးတာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာတာပေါင်းနဲ့လေးမျက်နှာမျိုးနယ်ဟာရခိုင်ပြည်နယ်၊ကွမ်းမြို့နယ်နဲ့ဆက်ဆက်နေပါတယ်ခင်ဗျာနောက်ကရင်ပြည်ဘက်ကတိုက်ပွဲတွေကိုဆက်ပြီးတင်ပြပါမယ် ဒီကရင်နီပြည်နယ်ဖူလူဆိုနဲ့ဘော်လခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်နီစစ်ရေးတရင်အရင်းမြစ်နဲ့ရဲဘော်တချို့ကပြောပြပါဗျ။စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုခုခံနေတဲ့ကရင်နီတပ်ပေါင်းစုတွေမှာမခရော့ရှိကြေးရွာနီးတဝိုက်မှာဒီနေ့စဉ်ထိတွေ့မှုဖြစ်နေတာလို့ဆိုပါတယ်ခင်ဗျာ။ဘောကဲအဆက်ပဲပြောရမယ်နေ့စဉ်ထိတွေ့မှုရှိတယ်ထိတွေ့မှုကပြင်းထန်တယ်လို့ကရင်ဒီကာကွယ်ရေးဘော်တအူးကပြောပြပါဗျာ တိုက်ပွဲတွေမှာနှစ်ဖက်ထိကိုက်မှုရှိပြီးတော့စစ်ကောင်စီတပ်အနေနဲ့ဖရူဆိုဘောလ်ခဲလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာမအောင်မြင်သေးဘူးလို့ကရင်နီစစ်ရေးတရင်အင်းမြက်ကအတည်ပြုပါရခင်ဗျာကရင်နီဒေသမှာမိုးပြက်ပက်ရော်ဖဲကုံပက်မှာပါရှိပေမဲ့ဘောလ်ခဲမှာတော့သက်တိုက်တိုက်ပွဲတွေဖြစ်နေတယ်လို့သူကရှင်းပြပါရယ်နမကုံမြို့ကိုလည်းစစ်တပ်ကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်နေတယ်လို့ကရင်နီစစ်ရေးတရင်အင်းမြက်ကဆက်ပြောပြပါရယ်ဒါအပြင်ဒီမော့ဆုမြို့နယ်ဒေါငန်ခါနဲ့ ပတုငံကြေးရွာဘက်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဇက်တိုက်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီကရင်နီပြည်နယ်ဖရူစိုထားလက်နန်းဖဲဘော်လခဲလက်မကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲ့ဒီလက်မကြီးကိုနိုဝင်ဘာ6ရက်ကစပြီးတော့ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကပိတ်ထားပါတယ်ခင်ဗျာစစ်ကောင်စီကကရင်နီပြည်နယ်မဲဆက်ဖားဆောင်တဲ့ရှားတော်မျိုးနယ်ကလွယ်လို့ဂျန်နယ်မျိုးနယ်တွေမှာရုတ်ကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ် ဒါပေမဲ့စစ်ကောင်စီလုံမဲ့ရုပ်ောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပွဲပေးမှာမဟုတ်တဲ့အကြောင်းကယင်းပြည်အင်အားစုတွေကတုံ့ပြန်ထားကြပါတယ်ခင်ဗျာ။နောက်တရင်တဘုတ်ကတော့ဒီတွန်လန်ရင်အင်အားစုတွေကထိုးသည့်အချိန်မြင့်လာတယ်ဆိုပြီးတော့ဒီအကဲခတ်လိလသုံးသပ်သူတွေရဲ့ဒီအချက်လက်တွေကိုထုတ်နှုတ်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ နိုင်ငံတော်လက်လွတ်နယ်မြေတွေကိုပြန်ရဖို့စစ်ကောင်စီကြိုးပမ်းနေတဲ့အချိန်မှာတော်လိုင်းရဲအားသူတွေကစစ်ကောင်စီထိန်းချုပ်နယ်မြေတွေကိုထိုးသည့်စင်တိုက်ခိုက်တာတွေပြန်ဆန့်လာနေတာကိုတွေ့လာရတဲ့အကြောင်းစီရင်သုံးသပ်သူတွေကပြောကြပါဗျ။ဒီတနင်္သာရီတိုင်းကမောတောင်မြို့ကို KNL နဲ့ပူးပေါင်းတပ်တွေကလာချီကြပိတ်ဆို့ခဲ့ပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကမြို့ကိုစတင်တိုက်ခိုက်ခဲ့ကနိုဝင်ဘာ14ရက်မှာအပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမောတောင်မြို့ကိုပူပေါင်းတပ်တွေကတိမ့်ပိုက်နိုင်တာဟာစစ်ကောင်စီဘက်ကလက်လွတ်နယ်မြေတွေကိုအပြင်းထန်ပြန်ရဖို့ကြိုးစားနေချိန်မှာစစ်ကောင်စီလက်ထက်ကသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီအနေနဲ့ပြင်းထန်တဲ့ထိုးစစ်တွေနဲ့တိုက်ခိုက်နေပေမဲ့တော်လိုင်းအင်အားစုတွေရဲ့တံမြန်ထိုးစစ်တွေကြောင့်တပ်သားအင်အားပြုံးတီးတာတွေလည်းရှိနေတဲ့အကြောင်းတွေ့ရပါတယ်ခင်ဗျာ။ ဒီလိုစစ်ကောင်စီကအပြစ်ဒဏ်ထိုးသစ်စင်နာတွေလုပ်နေပေမဲ့လည်းစစ်ကောင်စီအားနည်းတဲ့ဒေသတွေကိုတော်လိုင်းအရာသူတွေကထိုးသစ်စင်နေတာဖြစ်ပြီးတော့ NUG ဥဆောင်တဲ့ပြည်မဒေသမှာလည်းကြီးမားတဲ့ထိုးသစ်လိုင်းတစ်ခုလာနိုင်တဲ့အကြောင်းစီရင်လေ့လာသူတွေကသုံးသပ်ကြပါတယ်အခုကမ်းဘလူမှာဖြစ်နေတဲ့တိုက်ပွဲတွေဆိုစစ်ကြောင်းကိုစစ်ကြောင်းနဲ့ရိုက်ချိုးနိုင်ပြီဆိုတဲ့ပုံစံအညာတစ်ခွဲမှာဖြစ်နေပြီဆိုတာကိုမြင်ရတယ်။ NUG ဥဆောင်ပြီးတော့ပြည်မဘက်မှာတိုင်းရင်းသားအဖွဲ့တွေအကူအညီနဲ့ အထွေထွေထိုးစစ်တိုက်နိုင်မယ်ဆိုရင်စစ်ရေးချင်ခွင့်ရှားပြောင်းလာလိမ့်မယ်ဆိုတာထင်ရှားတယ်လို့နိုင်ငံရေးလေ့လာသူကိုမောင်တမာကသုံးသပ်ပါတယ်ခင်ဗျာလာမယ့်ဒီသမာ28မှာပြုလုပ်မယ့်ရုပ်ောက်ပွဲကိုဒေါ်လာရအသူတွေကတင်ပိုက်ထားတဲ့မြို့တွေမှာပြုလုပ်နိုင်ဖို့စစ်ကောင်စီကအပြင်းထန်ထိုးစစ်စနေတာကြောင့်နိုင်ငံတော်ကတိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းတွေ့ရပါတယ်ဒီလက်ရှိမှာရခိုင်ပဲခူးအဆက် ရခိုင်မကွေးအဆက်ရခိုင်အယောက်ဒီတိုင်းအဆက်တို့မှာလည်းစစ်ကောင်စီရဲ့ထိုးစစ်တွေကိုအရကတက်တော်အေကခုခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့တုံ့ပြန်ဆင်နွှဲလျက်ရှိတဲ့အကြောင်းအေအေကနိုဝင်ဘာ17ရက်မှာသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာနိုဝင်ဘာလ18ရက်ညပိုင်းတင်ဆက်ပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါရယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါရယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ